မင်ကလွတ်ထားလားအောက်ကပဲမသိတာလားအဲဒါတွေတော့စိုးနေတယ်နော်ကျွန်တော်လူမိုက်ပါကျွန်တော်လူမိုက်လုံနေလူမိုက်ငါပါကျွန်တော်ဘယ်လိုကောင်းလဲဆိုလိုအပ်လူမိုက်လုံပါတယ်ကျွန်တော်အမြဲတမ်းကြီးပါတယ်ဒါပေမဲ့မိုက်တင်နေနေမှာကျွန်တော်မိုက်ရမှာပေါ့ဗျာနော်အခုလူမိုက်လုံနေတော့ဟုတ်တယ်မလားအွန်လိုင်းကိုကျွန်တော်နေလက်ဝေဖန်မှုများတာပါတက်မလို့ထဲမှာမရှိဟိုဘယ်လိုကောင်းလဲဆိုတော့ဖောက်တယ်လို့ထင်ရတဲ့သူတွေလမ်းတွေ့ဖယ်နေပြီးထင်ရတဲ့သူတွေကိုအဓိကကျွန်တော်ဝေဖန်တာဖြစ်ပါတယ်နော်အဲ့ ကိုမောင်းနဲ့ကကြက်လို့အောက်ခြေကိုမကြည့်ဘူးလို့မပြောပါနဲ့ဗျာတဲ့အောက်ခြေကိုကြည်လုံးတော့အောက်မှာတဲ့တိုက်တွေစောက်ကားတွေဝယ်စည်းနေကြပြီဒါသူကြည့်တတ်တဲ့ပုံစံနဲ့ကြည့်တာပါဗျာအဲ့တော့ဦးမင်းအောင်လိုင်းလည်းဒီလိုပဲအောက်အောက်ခြေမှာဆက်သားတွေကဒီနေရာနဲ့ဟိုနေရာမှာသွားရသိရမလားခါလည်းမိဘအိမ်မှာမပြန်ရတခါတည်းရှေ့တန်းသွားလို့ရှိရင်မတက်မပြန်လန်းဘူးသွားနေရတဲ့ပုံစံမျိုးတွေဖြစ်လာတယ်အဲ့တော့လူငယ်တွေကလည်းဆွဲခံနေရတယ်အဲ့တော့သူ့ရဲ့ခေါင်းမာမှုကလည်းသူ့အတွက်တော့ကောင်းတာပေါ့ဗျာအောက်ခြေအတွက်တော့ဘလို့မှမကောင်းနိုင်ဘူး အဲ့ဒီကြောင့်မလို့နှစ်ဖက်စလုံးညှိနိုင်ဖို့ကအရန်ကိုအရေးကြီးနေတယ်နော်တက်ထဲမှာကလုံးနဲ့တုံပြီးသွားပြီးစေးတဲ့စစ်ပြီးသွားပြီပေါ့နော်ပုံစံ K တွေပါညှက်ပြီးသွားပြီဟေ့ဆိုလို့ရှိရင်အဲ့ဒီလူကိုသိမ့်တရာသူ့ဇေယသိမ့်တရာရှိတယ်ပြန်ရွေးလို့ရတယ်ကြိုက်တဲ့ချင်းပြန်လာရွေးလို့ရသိမ့်တရာပြီးကြိုက်တဲ့ချင်းရွေးလို့ရတယ်နော်ဟုတ်ပြီအကယ်၍စေးမစစ်ရသေးဘူးကလုံးမတုံရသေးဘူးပေါ့ဗျာပုံစံမညှက်ရသေးဘူးဆိုရှင်သိမ့်80ဒါမဲ့တော့ခင်ဗျားတို့အဆက်အသွယ်ကောင်းတယ်ဟေ့ဆိုလို့ရှိရင်60လောက်နဲ့ရတယ် နော်60လောက်နဲ့60ကျော်လောက်နဲ့ရတယ်ဒါပေမဲ့တခုရှိတယ်60လောက်နဲ့ရမိပြီးွားပြီဆိုလို့ရှိရင်တော့သူတွေကိုငွေချေးမကောက်ခံမဲ့နဲ့မိဘထံပြန်အပ်ပါတယ်ဆိုတော့ခရီးပေးရတယ်နော်အာမျိုးတွေရှိတယ်အဲ့တော့စိတ်မကောင်းစရာပါဒါမျိုးတွေဖြစ်နေတာဟာတော်တော်လေးပေါ့ပြည်သူလူထုဘက်ကကျွန်တော်ယက်တည်ရမှာပါနော်မပြီးဆက်ပါနဲ့တက်နိုင်ဆုံး professional ဆန်လေးပါကျွန်တော်မြန်မာတက်မလို့ professional ဆန်ပါ professional စစ်တက်လောက်ဆန်ပါနော်မပြီးဆက်ပါနဲ့ကြောက်ပါလေနော် စစ်တပ်25ရာခိုင်နှုန်းပြည်ခိုင်ပြိုးနဲ့ပေါင်းနော်လုံးဝ50ရာခိုင်နှုန်း57ရာခိုင်နှုန်းခင်ဗျားလုံးဝအစိုးရဖြစ်သွားပြီဒါပေမဲ့ဒီထက်ပိုပြီးတော့ဟိုအကြံမကြီးတင်ဘူးလို့ကျွန်တော်ပြောချင်တာဒီအကြံကြီးရဆိုဥမာပြည်436ပြင်တာပဲဖြစ်ဖြစ်နော်ဒါပေမဲ့တမရရာလူပြင်တာပဲဖြစ်ဖြစ်နော်ပြီးတော့စစ်တပ်နဲ့ဒါမျိုးကြိုင်တာဖြစ်ဒီလောက်ကြီးအကြံကြီးနေလို့လားခင်ဗျားတို့ကဟိုမဝဟိုဟောမစလို့ရှိရင်လောဘလောဘစောတက်နေတာ ခင်ဗျားတို့ဘာဖြစ်အစိုးရဖွဲ့နိုင်တယ်မပူနဲ့တန့်ခိုင်ရင်းနဲ့ခင်ဗျားတို့နဲ့ပေါင်ကြန့်ခိုင်ရင်းနဲ့ခင်ဗျားတို့ရဲ့ဘိုးတော်တွေပဲရှိနေတာပဲเนาะပြီးစစ်တပ်25ရာခိုင်နဲ့ပေါင်အစိုးရဖြစ်နေပြီเนาะကြံတဲ့40ရာခိုင်တော့ထားပါဗျအခြေခံဥပဒေကိုနည်းနည်းပါးပါးငင်းခုံပြီးပြင်လို့ရအောင်เนาะဒါပါလေအတော်ဆုံးကအဲ့လူကဦးမင်း online ကဒေါ်စုနဲ့သွားရှင်လို့တော့မရတော့တာမန်လူနဲ့ဟိုဟောမဲဆိုတာမန်အတွေးခေါ်ပညာရှိတဲ့เนาะပညာတင်ထားတဲ့သူနဲ့အောင်ရှင်လို့မရတော့ငါသားလေးအတော်ဆုံးတဲ့စကားကိုခင်ဗျားတို့ပြောရဲလားခင်ဗျားကျွန်တော်ဒီမှာ ဒီမှာကျွန်တော် live out မှာနားထောင်နေတဲ့သူတွေရှိရကျွန်တော်မေးကြည့်မယ်ခင်ဗျားတို့ငါးသားလင်းတော်ဆုံးငါးလောက်အရေးချင်းရှိရသူမရှိဘူးလို့ပြောရည်လားပြောရည်လားအပြောရည်ရင်တော့တမျိုးပါလေနော်မပြောရည်ဘူးဆိုလို့ရှိရင်အပြောရည်ဆိုလို့ရှိရင်တော့ခင်ဗျားတို့အမှသွားပြီအဲ့တော့အဲ့စကားကိုပြောရဲဆိုတော့ဥမဥမဥမအောင်လာရှင်စရာလို့မရှိတော့ရှင်စရာလို့မရှိတော့နော်အူမေအွန်လိုင်းအဲခုပေါ့နော်ဒေါက်တာအေးမောင်ဒေါက်တာအေးမောင်ကို တမရရဲ့အမိတ်အာနာနဲ့လွန်ကျင်းချမ်းသာဝင်ပေးလိုက်တယ်နော်ပုံမှန်200လေးအခြေခံဥပဒေပုံမှန်နော်200လေးတမရတယောက်ကပဲကျင်သုံးလို့ရတဲ့နိုင်ငံတော်ကနေပြီးတော့ဘယ်လိုခေါ်မလဲဆိုတော့လုံးဝပေးလိုက်တဲ့အပေးလိုက်တဲ့ဒီလွန်ကျင်းချမ်းသာဝင်ကြီးကျွန်တော်ကျွန်တော်ကြည့်တယ်ပေါ့နော်ကျွန်တော်လေ့လာကြည့်ဟာကျွန်တော်အံ့ဩသွားတယ်ဆိုလိုချင်တာက အကုတ်ခေါင်းဆောင်လမ်းလွဲနေပြီဆိုတာပေါ့နော်ဥပဒေအမြင်မှာလမ်းလွဲနေပြီဆိုတော့ကျွန်တော်ပြောချင်တာဆဲဆိုတော့ကျွန်တော်ကိုဖမ်းမယ်ဆိုလို့ရှိရင်ဒီအစိုးရဒီဥပဒေတွေအလီလီအလီလီချိုးဖောက်ပြီးမှဖမ်းလို့ရမှာအဲ့လိုမှသူတို့ကဥပဒေချိုးဖောက်ပြီးဖမ်းရတာပဲကျွန်တော်ဘာလို့ဖမ်းခံနိုင်ရမှာဘာနိုင်ငံတော်အဆင့်သူတို့ဟာကျွန်တော်ကိုဖမ်းမယ်ဆိုလို့ရှိရင်လည်းဒါသူတို့ကဖမ်းရသေးတာပဲဟုတ်တယ်မလားသူတို့ကမှမရှက်လို့ဖမ်းတာပဲကျွန်တော်ဒီအဖမ်းခံဖို့ဝင်မလေးပါဘူးအဲ့ထို့တူပဲဒေါအောင်ဆန်းစုကြည်ကိစ္စဒီလိုပဲပေါ့ဗျာနော် သူတို့တော့မရှက်လို့ဖမ်းသေးတာဒေါ်စုကြီးကထောင်ထဲဝင်ရမှာဝင်လဲပါမလားအဲလိုမျိုးပြောရမှာကုမင်း online ကတော့နော်မရှိလေကောင်းလေငါလမ်းဖြောင့်နေဆိုတဲ့ပုံစံမျိုးများဖြစ်နေသလားတောက်လျှောက်ပြောနေကြတာဘာကြောင့်လဲဆိုရှင်ခင်ဗျားလုတ်ခဲ့ရအားလုံးကတစ်ဖက်ကကြည့်အမားကြီးတွေဆိုတော့ကျွန်တော်ကောင်းကောင်းသိတာဗောဗျနော်ဘာကြောင့်လဲနိုင်ငံမပြည့်စည်ဖို့နောက်တစ်ခုကကိုယ့်ရဲ့ကောင်းဆောင်လေးဖြစ်တဲ့ဥမင်း online တို့ဒါဥစုံဝင်တာကိုယ့်ကောင်းဆောင်လေးပဲကိုယ့်ကောင်းဆောင်လေးအတတ်နိုင်ဆုံးနားလည်မှုထားတဲ့အမြင်ရှုထောင့်ကနေကြည့်ပြီးတော့ကျွန်တော်တို့ ပြောပြီးပြောနေစုံနေခဲ့တယ်เนาะပြောနေစုံနေခဲ့တယ်အပါမို့ခင်ဗျားတို့ကနားလည်မှာပြည်သူနဲ့เนาะနိုင်ငံကိုချစ်တဲ့သူတွေကခင်ဗျားတို့ကိုနားလည်မှုထားပြီးတော့ခင်ဗျားတို့ကတမယเนาะခင်ဗျားတို့ရှုပ်တမယကိုနားလည်မှုထားပြီးတော့မျက်လုံးမိတ်နားပိတ်ပြီးတော့တက်နိုင်ဆုံးနားလည်ပေးပြီမယ်ခင်ဗျားတို့ကတော့အခုစီကန်းကြီးထုတ်ပြီးတော့เนาะပါတီတွေကိုဖျက်သိမ်းတဲ့ပါတီကဖျက်သိမ်းစီကန်းတွေတင်းကြလို့မပါသိတဲ့သူကမပါဟာပြီးလို့ရှိရင်အတိုက်ခံမှမဟုတ်ဘူးအကုန်လုံးကို ဘာလဲခင်ဗျားတို့လမ်းမရှင်းလို့လားလမ်းမရှင်းလို့လားเนาะအဲ့တော့ခင်ဗျားတို့ဒီအခြေခံဥပဒေနဲ့ကျွန်တော်ထပ်ပြောမှာဗျာเนาะဟိုတနေ့ကထွက်လာပါလေပုပ်ပလေးတစ်ခုရတဲ့ဒါဟာနိုင်ငံတော်အာဏာကိုမတရားရယူမှုပါပဲတဲ့ကျွန်တော်ကြည့်နေတာသူတို့ရဲ့ဒီကာလုံကနေထုတ်လိုက်တဲ့စာအစားကိုကျွန်တော်ကြည့်နေတာเนาะအပီဒီရဲ့အလေးဝင်တာပါကျိုးစိုးတယ်ပေါ့ဗျာเนาะ အဲဘယ်လိုဟောမလဲဆိုတော့ရွေးကောက်ပွဲမှာဒီမဲမတမာမှုမဲမတမာမှုတော့မဟုတ်မဲစင်းလွဲမှမှုသူတို့အချိုးတွေတော့ပြင်သွားတယ်အချိုးတွေတော့ကြီးတာတပြည့်တပြင်လာတာမဆိုးဘူးအခုခင်ဗျားတို့လည်းလုတ်တဲ့လုတ်ကိုင်းတဲ့ပုံစံတွေကလမ်းမရှင်းသေးလို့အမိုက်ရှင်းနေတဲ့ပုံစံမျိုးခင်ဗျားတို့လည်းအမိုက်ချင်တဲ့ပါတီတွေရှင်းပြနေတဲ့ဥပဒေမျိုးတွေထုတ်နေတယ်မဟုတ်သေးဘူးနော်မဟုတ်သေးဘူးအဲ့တော့ဒါပါပုံမှန်၄၁ခွန်အရဒါဟာ မလျော်ကန်တဲ့အနည်းနဲ့နိုင်ငံတော်အာဏာကိုရယူဖို့ကြိုးစားလာပါပဲဆိုတဲ့ခါကျတော့ခမည်းတော်မှာအိုက်ခွေယူဘယ်သူပေးထားရလဲဥမာလေးတစ်ခါခမည်းတော်ဘယ်သူပေးထားလဲကျွန်တော်မေးချင်တယ်ဗျာနော်ဒီအထိပ္ပယ်ကိုဘယ်သူပေါ်တာလဲဥမာဒီပုံမှာ60နှစ်ရနော်ဦးဝင်းမြင့်ဦးဝင်းမြင့်ကသမရရာထူးမှာမရှိတော့အော်တိုပြုတ်တော့ဘုံအဲ့ဒါခမည်းတော်ပေါ်ဖို့ခွင့်ရပေးထားလားကျွန်တော်မေးချင်တာ ခင်ဗျအခြေခံဥပဒေမှာအခြေခံဥပဒေအရဖြင့်အတိတ်ပဲဖွဲ့မယ်ငင်းခုမယ်ဆိုရင်အခြေခံဥပဒေခုံရုံးကတင်းတင်းချာချာကိုအတိတ်ပဲဖွင့်ဆိုချက်မရှိဘဲနဲ့ခင်ဗျားတို့စစ်တပ်ကနေပြီးတော့ဗျာနော်စစ်တပ်စစ်ကောင်းဆောင်ဥမင်းအွန်လိုင်းကနေပြီးတော့ဟုတ်လားအဒါကတို့အတိတ်ပဲဖွင့်ဆိုတာဒါပဲလေကြိုက်တယ်ကြိုက်ကြိုက်မရဘူးမရဘူးလေဗျာအဲ့ဆိုခင်ဗျားတို့အခြေခံဥပဒေခုံရုံးကိုနော် constitutional tribunal ကိုမိရှိုးလိုက်တော့လေဘာလို့မလဲဟုတ်တယ်မလားမထားနဲ့တော့ဘာကြောင့်လဲဆိုတော့မင်းလုံးမဟုတ်တော့ဘူးဒီမှာမှားလားမှန်လားဆိုတော့ ်ဦးမင်းအွန်လိုင်းကအဓိပ္ပာယ်ဖွင့်ဆိုလိုက်မယ်ဖွင့်ဆိုခြင်းတိုင်းဖွင့်ဆိုလို့မရဖွင့်ဆိုခြင်းတိုင်းဖွင့်ဆိုလို့ရအောင်လို့ရအောင်ပရိုကောမဲဆိုလို့ရှိရင်အခြေခံဥပဒေ dictionary ကိုဘူးကไก่ထားရလဲဦးမင်းအွန်လိုင်းကไก่ထားတာလားဒါမှမဟုတ်ဒါမှလည်းကျွန်တော်နားလည်ပြီးပြီးတော့အဲနိုင်ငံရေးအဖြစ်ဘာလို့ဖြစ်ပါဘာနိုင်ငံပြုတ်ကွက်လို့မရဘူးနိုင်ငံပြုတ်ကွက်လို့မရဘူးဆိုပြီးကျွန်တော်တော်ထားခဲ့တယ်အဲအခုလက်ရှိအချိန်မှာခမောက်လုံးတဲ့ပုံစံတွေကအခုချိန်ကြီးလမ်းမရှင်းသေးဘူးလားဗျာနော်လမ်းမရှင်းသေးဘူးလားလမ်းမှာခမောက်တို့အမိုက်ဖြစ်နေတော့မယ်လားဒီနိုင်ငံအတွက် ချစ်ခင်တဲ့လေးစားတဲ့သူတွေอ่ะမိုက်ဖြစ်နေတော့မဲ့လားအနာသိမ့်လိုက်ပါတော့ဗျာเนาะမကောင်းတော့ပါဘူးခင်ဗျားတို့60နှစ်ဒီလိုပြတ်ပါလာဆိုတာခင်ဗျားတို့ခြေခြေခံဥပဒေလုံထုံးလုံပြီး constitution နဲ့ procedure เนาะကြည့်ရှိရမယ်လေခြေခံဥပဒေခုံရုံးခင်ဗျားတို့တည်ရမယ်60နှစ်ရသမရအရာလို့ပြည့်ရွေးနေပြီလေခြေခံဥပဒေခုံရုံးကနေပြီးတော့မဲခွဲဆုံးဖြတ်ပြီးတော့60နှစ်ရဟုတ်တယ်ဦးဝင်းမြင့်ကသမရအရာအဲ့တော့မှခင်ဗျားတို့ဆောင်ရွက်ခွင့်ရှိရတယ်လေဘလို့ဖြစ်လို့ ကိုရိုင်းကိုစိတ်ကြိုက်ဖတ်တယ်ကိုအကျိုးစီးပွားကိုဘယ်လိုခေါ်မလဲဆိုကိုကိုအကျိုးပြုမဲ့ပုံစံမျိုးကနေပြီးတော့ဘယ်လိုခေါ်မအထိပ်ပဲဖွင့်ဆိုတဲ့ဒိတ်ပဲဖွင့်ဆိုပြီးတော့ကိုလှုပ်ရှင်တော်လှုပ်သွားတဲ့ပုံစံမျိုးကမြန်မာနိုင်ငံရဲ့ဥပဒေရန်ရည်ရဘာလဲနော် Supreme Court Justice နော်အာဘယ်လိုခေါ်မလဲဆိုတရားလွတ်တော်ချုပ်ရှိမယ်ပြီးရင်အခြေခံဥပဒေခုံရုံးကိုတရားဥပဒေတရားလွတ်တော်ကနေပြီးတော့ဝင်ရောက်ဆက်ဖက်ခွင့်မရှိဘူးပြီးလို့ရှိရင်စစ်စစ်ဘယ်လိုခေါ်မလဲဆိုတော့စစ်ဥပဒေပေါ့ဗျာနော် စစ်တရားရုံးရှိမယ်ဒီဥပဒေကြီးဒီတရားရုံးကြီး၃ရုံးဟာသူအလုပ်တွေသူတို့ရှိပြီးသားလေအဲ့တော့အဲ့တော့ကိုခင်ဗျားတို့အခြေခံဥပဒေခုံရုံးကအခုချိန်ကြီးဘာလုံးမလို့လဲခင်ဗျားတို့ခင်ဗျားတို့အခုပုံမှန်၄နှစ်၅ရနော်ဟိုစကားပိုက်တဲ့တခုတော့ကြာအခြေခံဥပဒေခုံရုံးကိုတင်တယ်အခုပုံမှန်၄တခုရဟလာဒါကညီလားမညီလားဆိုတော့သိရမယ်လေဗျာနော်အဲ့တော့ဒါမှမဟုတ်ကျွန်တော်နားလေတယ်နိုင်ငံပြစီလို့မရဘူးစစ်တပ်ပြစီလို့မရဘူးနော်စစ်တပ်ပြုတ်ချရမယ်နားလေပေးတယ်လို့ခင်ဗျားတို့ကလောက်တဲ့ခါကျတော့ 这那楼下来不明不白，点名为攀岩了，买一点呢。<noise> <noise>